ဲ့ဒီမှာအဲ့ဒီအရေးခင်းကာလမှာတွင်ကိုနိုင်ငံရေးအုပ်စုအမျိုးမျိုးပါဝင်လှုပ်ရှားကြတယ်ပေါ့ဗျာနော်နိုင်ငံရေးအုပ်စုအမျိုးမျိုးပါဝင်လှုပ်ရှားကြအဲ့ဒါကိုလေးလာစမ်းစစ်ကြည့်တဲ့အခါကျတော့အုပ်စု၅စုသွားတွေ့ရတယ်နိုင်ငံရေးအုပ်စု၅စုသွားတွေ့တယ်နော်တေချာလေးနားထောင်မယ်နော်ဘဟုတုတပါနားမထောင်ချင်ကြော်သွားပါနံပါတ်၁ကဘဂဗယူကြီးများတဲ့ စိတ်ဝင်စားစရာကောင်းလာပြီနော်နံပါတ်၁ကဘဂဗယူကြည်များဗမာပြည်ကွန်မြူနစ်ပါတီတည်တဲ့1948ခုနှစ်ကချမှတ်ခဲ့သည့်လမ်းစဉ်အတိုင်းနဲ့မြေပေါ်စုပူမှုနဲ့မြေအောက်လက်နက်ကင်တပ်ပွဲများကိုဆက်ဆက်ပြီးအာဏာရယူရန်စ조사ခြင်းဖြစ်သည်တဲ့အ धिक ရည်မှန်းချက်မှာမိမိတို့ပါတီအာဏာရရှိရေးပင်ဖြစ်သည်တဲ့ကွန်မြူနစ်ပါတီ ယူကြီးတွေအိုကြီးတွေပေါင်းပြီးတော့သူတို့အာဏာရဖို့ကြိုးစားတယ်ဒါဘာကဘာယူကြီးတွေဆိုပြီးတော့နော်အဖို့တဖို့စထွက်တယ်နမနစ်အချက်ကပြည်ပြေးဟောင်းများအဲပြည်ပြေးဟောင်းတွေအဆက်အနွယ်များအဆက်အနွယ်တွေရပါတော့1980ပြည့်နှစ်နောက်ပိုင်းမှာဒီမြန်မာနိုင်ငံတို့ပြန်လည်ရောက်ရှိလာကြပြီတဲ့အနောက်အုပ်စုဤထောက်ပံ့ကူညီမှုဖြင့်မိမိတို့အာဏာရရှိရေးကို ဆောင်ရွက်ကြသည်တဲ့နော်အဲ့တော့ပြည်ပြေးတွေနော်ပြင်သိညို့ဝေတို့ဘာတို့ဆိုလို့ရှိရင်နော်အခုတော်လန်ရေးပြန်ဖြစ်မှာတာပြန်ပြေးတာနော်အဲမြန်မာနိုင်ငံကအလုသမတ်တမကအဖွဲ့ချုပ်လားမသိနော်ပြင်သိညို့ဝေတို့ဆိုအဲ့တော့တို့အာဏာရဖို့နောက်ကအထောက်ပံ့နေယူပြီးတော့စ조사ကြတယ်အဲ့ဒီပြည်ပြေးဟောင်းနေအုပ်စုတစုဆိုပြီးတော့နှစ်စုရှိပြီနော်ကျွန်တော်ပြောတာ၅ခုနောက်တစ်ခါပေါ်ပင်နိုင်ငံရေးသမားများတဲ့ အခုလို့ဗောအောက်ကနေလာလာဟောင်းပြီးဘူးမသိကိုမသိနဲ့နော်ဘာမှမသိဘူးပြောနေတဲ့ကောင်လည်းဘာမှမသိဘူးဘာတွေပြောနေမှလည်းမသိဘူးဆိုပြီးတော့အောက်ကနေဆဲဖို့စဉ်းစားနေတဲ့နော်ပေါ်ပေနိုင်ငံရေးသမားများတဲ့အဲ့တော့နိုင်ငံရေးအတွေ့အကြုံလည်းမရှိနိုင်ငံရေးအစဉ်လာလည်းမရှိတော့လဲပဲတဲ့ပွဲလန့်လုံးဖြာခင်းသော ပုံစံမျိုးဖြင့်ခေါင်းဆောင်နေရာကိုရယူကဝင်ရောက်လှုပ်ရှားလာကြသည်တဲ့အပေါ်စားနိုင်ငံရေးနီလန်းများဖြင့် လူတို့ခေါင်းဆောင်နေရာကိုရယူကမိမိတို့အာဏာရရှိရေးကိုစောင့်ရွက်ကြသည်တဲ့အဲ့ဒါဒေါ်စုကိုရေးထားတာဗျာအဲ့ဒီခေတ်ထဲကဒေါ်စုကိုရေးထားတာနော်နိုင်ငံရေးအတွက်ကြောင့်ဘာမှလည်းမရှိဘဲနဲ့နော်ပွဲလက်လို့ဖြာခင်းပြီးတော့ပြည်တွင်းထဲကိုပြန်လာပြီးတော့ဘူမတိကိုမတိနဲ့ခေါင်းဆောင်နေရာကြီးလူတို့ခေါင်းဆောင်နေရာကိုရယူပြီးတော့အာဏာရရှိဖို့အဲ့ဒီထဲကဒေါ်စုကစူးစမ်းခဲ့တဲ့ဆိုတဲ့အကြောင်းကိုစာရေးရှင်ကဒေါ်စုကိုရွေးပြီးတော့ရေးပေးထားတဲ့သဘောပါရှိတယ် ါကပေါ်ပိနိုင်ငံရေးသမားများဆိုရဲခေါင်းစဉ်အောက်မှာဗျဒီမိုနောက်နံပါတ်၄ချက်ကဒီမိုကရေစီကို အမှန်လိုလားသူများအဲဒါကတော့နည်းစိတ်ဝင်စားဖို့ပေါ့နော်ဒါကတော့ဖြစ်တဲ့ဒီမိုကရေစီကိုအမှန်လိုလားသူများ ဆိုသူက84ဖော်စည်းပုံကဆိုရှယ်လစ်စနစ်လေအဲ့တော့ဆိုရှယ်လစ်စနစ်ရဲ့ချွန်ရင်းချက်အားနည်းချက်တွေကိုတွေးမြင်လာကဒီမိုကရေစီရရှိမှဖြစ်မည်ဟုယူဆသူများဖြစ်သည်တဲ့ထိုသူများမှာခေါင်းဆောင်နေရာကိုရရှိခြင်းမရှိ နိုင်ငံရေးလည်းမလုပ်တတ်ကြအဲ့တော့ဒီမိုကရေစီတကယ်လိုချင်တဲ့သူတွေကတဲ့ခေါင်းဆောင်တွေရာလည်းမဖြစ်ချင်ဘူးနိုင်ငံရေးလည်းမလုပ်တတ်ဘူးဒါပေမဲ့သူတို့ကဒီမိုကရေစီဆိုရှယ်လစ်ဖွဲ့စည်းပုံကြီးကမကောင်းဘူးအားနည်းချက်တွေရှိတယ်အဲ့တော့ဒီမိုကရေစီစစ်ပံဖြစ်ဖို့ဆိုတာတော့သူတို့နားလည်ထားတယ်အဲဒီမိုကရေစီကိုအမှန်လူလားတဲ့သူဆိုပြီးတော့အုပ်စုတစုထွက်ထွက်တယ်ဗျအဲ့ဒီလိုနဲ့နောက်တခါလူလူကြားတွင်ထင်ရှားသူများဆိုပြီးတော့ အဲဒီအုပ်စုတစုတက်ထွက်ပြန်ဘလို့ကလူတွေလေဒီဘက်ခေလိုပဲလေပြည်တီဥတို့လိုဘေလူဝါတို့လိုစာရေးဆရာများအမှုပညာရှင်များကျူရှင်ဆရာများစသဖြင့်လူမှုကြားတွင်ထင်ရှားသူများကိုနိုင်ငံရေးအုပ်စုအမျိုးမျိုးကချင်းကဲ့၍ပုံသင်းကခေါင်းဆောင်နေရာကိုတင်ပေးခြင်းခံရသူများဖြစ်သည်အဲဒါက88ခုနှစ်မှာကျွန်တော်တို့တမတော်အာနာသိန်းတဲ့အချိန်လေးတခုမှာ ကျွန်တော်သူတည်တနာပြုထားတဲ့နိုင်ငံကိုဖျူဖျဲဖျောက်လုပ်တဲ့အဖွဲ့၃ဘွဲ့အဖွဲ့၅ဘွဲ့ရှိတယ်ပေါ့ဘာကဘာယူကြီးတွေရဲ့ပြည်ပြေးဟောင်းတွေရဲ့ပေါ်ပင်နိုင်ငံသမားတွေရဲ့ဒီမိုကရေစီအမှန်လိုလားသူတွေရဲ့လူလူကြားမှာထင်ရှားတဲ့သူတွေရဲ့ဆိုပြီးတော့အဲ့ဒီလိုအုပ်စု၅စုတွေ့ရတယ်ပေါ့နော်ဒါလေးကိုကျွန်တော်သဘောကျလို့ရေးထားတာ